ဟိုဘက်ရဲ့နိုင်ငံရေးအခြေအနေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံအခြေအနေတခုမှမတူဘူး။နောက်ခံအကြောင်းတရားတွေလည်းမတူဘူး။သူ့ရဲ့နိုင်ငံရေးဖြစ်စဉ်တွေလည်းမတူဘူး။အဲ့တော့လက်ရှိကျွန်တော်နိုင်ငံခေါင်းဆောင်တွေအေးအေးဆေးဆေးပါပဲ။တနည်းအားဖြင့်ကျွန်တော်တို့အစားအသောက်မပြတ်ပါဘူး။အစားအသောက်လုံးဝပြတ်စရာလည်းအကြောင်းမရှိပါဘူး။တစ်ဖက်နဲ့တစ်ဖက်ကကျွန်တော်တို့နိုင်ငံလာပါ။မြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။နိုင်ငံရေးလက်စားချက်မှုပါ။အဲ့တော့ မနေ့ကဆိုသလိုပဲမနေ့ကဒူတာဒေးကဖိလစ်ပိုင်တမရဟောင်းဒူတာဒေးကဟောင်ကောင်နဲ့ပြန်ရောက်တယ်ဖိလစ်ပိုင်နိုင်ငံမနီလာလီစိတ်ကိုပြန်ရောက်တယ်ရောက်တဲ့အခါမှာလက်ရှိဒီမာကိုရဲ့မျိုးဆက်ဖြစ်တဲ့ final မာကိုလက်ရှိဒီဖိလစ်ပိုင်တမရရဲ့အမိန်းနဲ့ဒူတာဒေးကမနီလာလီစိတ်ကိုပြန်ရောက်တဲ့အခါမှာကျွန်တော်တို့ချက်ချင်းဆိုသလိုဖမ်းတယ်ဖမ်းတဲ့အခါမှာကျွန်တော်မနေ့ကတင်ပြခဲ့သလိုပဲဒါကလက်ရှိ ီမာကိုရဲ့မျိုးဆက်ဖြစ်တဲ့ final မာကိုလက်ရှိဖိလစ်ပိုင်သမ္မတရဲ့အမိန့်နဲ့ဖမ်းတယ်ဖမ်းပြီးတဲ့နောက်ပိုင်းမှာဒီဒီကျွန်တော်တို့ဒီသမ္မတဟောင်းဒူတာတေးကိုဒူတာတေးကိုကျွန်တော်တို့ဒီ interpol ဒါ interpol လက်ထဲကိုထည့်လိုက်တယ်ထည့်ပြီးတဲ့နောက်ပိုင်းကျွန်တော်အချိန်မဆိုင်ပဲနဲ့ဒီဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကိုကျွန်တော်တို့ netherland icc ရှိရဲ့ netherland နိုင်ငံသဖိတ်မြို့ကိုတခါတည်းစင်လုံးလေနဲ့ပေါ့ဗျာစင်လုံးလေနဲ့ပို့လိုက်တယ်လက်ရှိ လက်ရှိကျွန်တော်တို့ဒါဖိလစ်ပိုင်သမ္မတမာကိုပေါ့ဒါဖိုင်နယ်မာကိုကသူ့ရဲ့အဖေကသူ့ရဲ့အဖေကဒီဖိလစ်ပိုင်နိုင်ငံကိုကျွန်တော်နှစ်ပေါင်း20လောက်အုပ်ချုပ်ခဲ့တယ်နှစ်ပေါင်း20လောက်အုပ်ချုပ်ပြီးတော့အုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာဒါသူနောက်ဆုံးဒီလူသူရဲ့လူသူကသူ့ကိုကန့်ကွက်မှုတွေကြောင့်နောက်ဆုံးမှာသူနန်းကြပြီးတော့အမေရိကန်နိုင်ငံကိုထွက်ပြေးရတယ်ထွက်ပြေးပြီးတော့အမေရိကန်နိုင်ငံကိုရောက်ပြီးရောက်ရှိပြီးနောက်၃နှစ်အတွင်းမှာသူတည်သွားတယ်အဲ့တော့ကျွန်တော်ကျွန်တော်မှတ်တမ်းအနေနဲ့ဒါတိကျပြောပါမယ်1986 ကာလပေါ့1986ကနေ8နှစ်20ကို20အတွင်းကိုမာကိုကသူအုပ်ချုပ်တယ်1986ခုနှစ်မှာမာကိုအစိုးရပြုတ်ကျသွားတယ်ပြုတ်ကျပြီးတော့မာကိုကကျွန်တော်တို့ဒါအမေရိကန်နိုင်ငံကိုထွက်ပြေးလိုက်ရတယ်မိသားစုလည်းထွက်ပြေးလိုက်ရပဲထွက်ပြေးပြီးရနောက်ပိုင်း3နှစ်ကြာမှာမာကိုကဒါအမေရိကန်နိုင်ငံမှာပဲထေသွားတယ်ထေသွားပြီးတော့ကျွန်တော်တို့ဒါထေသွားပြီးတဲ့နောက်ပိုင်းမှာနောက်ပိုင်းမှာသူ့ရဲ့မျိုးဆက်တွေကတော့ဒီပြည်တွင်းမှာဒီနိုင်ငံကြီးတွေပြန်ပြီးတော့ဆက်လုပ်တယ်ဗောဗျာဆက်ပြီးတော့ဆက်ရှိနေတယ်ဗောသူအုပ်စုတွေဆက်ရှိနေတယ်ဗော ဆက်ရှိနေတယ်ဒူတာဒေးကဖိလစ်ပိုင်သမ္မတအဖြစ်2016ကနေပြီးတော့2022ခုနှစ်အတွင်းမှာဒါသူသမ္မတအဖြစ်တောင်းယူရဲသူသမ္မတအဖြစ်တောင်းယူရဲအတွင်းမှာကျွန်တော်တို့ဒါသူနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုသူများစွာလုပ်ကိုင်နိုင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီအကြမ်းဖက်အစ္စလာမစ်တွေရဲ့ဒါအစ္စလာမစ်တွေရဲ့တောင်းကျမ်းမှုကိုလည်းသူရဲရဲဆက်ဆက်နှိမ်နှင်းခဲ့တယ်ပြီးတော့ကျွန်တော်တို့နိုင်ငံအတွင်းမှာမူရီစေဝါမှုတွေဒူးစရိုက်မှုတွေပြန်ပေးဆွဲမှုဂိုင်းတွေကိုသူရဲရဲဆက်ဆက်တုံ့တင်ခဲ့တယ်အဲ့ဒီတုံ့တင်မှုတွေမှာလည်းဒါပြည်သူလူထုရဲ့ထောက်ခံမှုကြီးကြီးမားမားသူရခဲ့တယ် ထောက်ခံမှုကြီးမားရခဲ့တယ်။ရခဲ့ပြီးတော့ဒါအဲ့အဲ့ဒီရဲ့အလှူဆောင်မှုနဲ့ပတ်သက်ပြီးတော့ဒါဒူတာတေးကဒီဒူးစရိုက်လုပ်ငန်းတွေကိုသူရှင်းလင်းလိုက်တဲ့နောက်ပိုင်းမှာဒါ ICC ကသူ့ကိုဒါဖောင်ဝရန်သူ့ကိုကျွန်တော်တို့ဒီဖောင်ဝရန်တွေဘာညာသူစပြီးလှုပ်လာတယ်ပေါ့ဗျာ။ဟိုလိုလုပ်မယ်ဒီလိုလုပ်မယ်ပေါ့သူကြွေးကြော်တယ်ပေါ့။2019ခုနှစ်မှာသူကဒီဒူတာတေးက ICC ရဲ့အဖွဲ့ဝင်ဖြစ်သူကနှုတ်ထွက်လိုက်တယ်။နှုတ်ထွက်လိုက်တယ်။နှုတ်ထွက်ပြီးတော့သူနိုင်ငံရေးကနေသူနားတယ်ပေါ့ဗျာ။နားပြီးတဲ့နောက်ပိုင်းမှာ ။နောက်ပြန်တော့ဝယ်မှာသူ့ရဲ့တမီးဖြစ်တဲ့သူကသူ့ရဲ့အဖေအမွေဆက်ခံတယ်ပေါ့။လက်ရှိလက်ရှိဒီဒူတာဒေးရဲ့တမီးကလက်ရှိဖိလစ်ပိုင်ရဲ့ဒုသမရဒုသမရပြီးခဲ့တဲ့ခုနကကျွန်တော်ရှင်းပြတင်ပြခဲ့တဲ့မာကိုရဲ့သားကလက်ရှိဖိလစ်ပိုင်ရဲ့သမရဖြစ်တယ်။သူတို့နှစ်ခုရဲ့အားပြိုင်မှုတွေကဒီနောက်ပိုင်းမှာတော်တော်လေးပြင်းထန်လာတယ်။ပြင်းထန်လာတဲ့အခါမှာကျွန်တော်တို့မီဒီယာတွေမှာလည်းတွေ့ရမှာပါ။ဒီလက်ရှိဒူတာဒီရဲ့တမီးကဒါဖိလစ်ပိုင်လက်ရှိတပ်ပရာမာကိုရဲ့သားကို ဒါလှုပ်ကြံမှုတွေရှိတယ်ဆိုပြီးတော့သူတို့နှစ်ဖက်စကားစစ်ထုံးမှုတွေဖြစ်လာတယ်။စကားစစ်ထုံးမှုရဲ့အကျိုးဆက်အနေနဲ့ဒါနိုင်ငံရေးလက်စားချေမှုအဖြစ်တရှိမာကိုရဲ့တားဖြစ်တဲ့မျိုးဆက်ဖြစ်တဲ့သမရဖိုင်နန်မာကိုကဒါနိုင်ငံရေးလက်စားချေမှုအဖြစ်ဒူတာဒေးကိုသူကဒါ ICC ရဲ့ဖမ်းဝရမ်းပါလို့ဖမ်းတယ်ကွာဆိုတော့သူရဲ့အမိန်နဲ့ဖမ်းတယ်ဖမ်းပြီးတော့အင်တာပိုလွှဲတယ်အင်တာပိုလွှဲပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ဒါဒါကျွန်တော်တို့တိုက်ဒီ ICC ကိုလွှဲလိုက်တယ်ပေါ့အဲ့လိုအဲ့လိုဖြစ်ဖြစ်သွားတယ်ဒါသူရဲ့ညံတရားပေါ့ဗျာညံတရား ော်ဒါကကျွန်တော်တို့ဒါနိုင်ငံရေးလက်စားချက်မှုပါဖိလစ်ပိုင်နိုင်ငံမှာကဒီမာကိုရဲ့အုပ်စုနဲ့ဒူတာတဲ့အုပ်စုကအများအားကျွန်တော်ခေတ်ဆက်ဆက်အားပြန်ခဲ့တာပါတစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့ဒါကျွန်တော်တို့နီလာမျိုးမျိုးနဲ့လှုပ်ကြံမှုတွေရှိတယ်အားပြိုင်မှုတွေရှိတယ်လက်ရှိဒီဖိလစ်လက်ရှိဒီဖိလစ်ပိုင်မှာရှိတဲ့နိုင်ငံနိုင်ငံသားတွေကကျွန်တော်သူတို့ရဲ့ဒီဓာတ်ပုံတွေကြည့်ရတာဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်တို့ဒူတာတဲ့ကို ICC ကိုလွှဲပြောင်းဖို့လွှဲပြောင်းဖို့လေဆေးကလည်းကျွန်တော်လွှဲပြောင်းတဲ့အခါမှာဒီလေဆေးရဲ့အပြစ်ဘက်မှာ နိုင်ငံသူနိုင်ငံသားတွေကစုပျော်ပြီးတော့တောက်လျှောက်ကြည့်နေကြတာကြည့်နေကြတာကြည့်နေပြီးတော့လက်ရှိကျွန်တော်တို့ဒီ online မှာသူလှုပ်ရှားမှုတွေတွေ့လာတယ်အဲ့ဒါကလက်ရှိသမရာဒီမာကိုရဲ့မျိုးဆက်ဖြစ်တဲ့ final မာကိုကိုဖြုတ်ချဖို့အတွက်လက်ရှိသူတို့နိုင်ငံတနိုင်ငံလုံးနိုင်ငံရေးလှုပ်ရှားမှုတွေလုပ်မယ်နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ဖို့အတွက်လက်ရှိကျွန်တော်ဖလပိုင်မှာတော့နိုင်ငံရေးလှုပ်ရှားအကြီးဖြစ်လာပြီအဲ့တော့လက်ရှိကျွန်တော်တို့ဒီ Facebook တွေရောအခြားသော social platform တွေညာနေပြီးတော့သူတို့လက်ရှိသမရာကိုဖြုတ်ချဖို့ဆိုပြီးတော့စီယုံလှုပ်ဆောင်မှုတွေလုပ်လာတယ် အဲ့တော့နောက်နောက်ရက်ပိုင်းတွေမှာဒီမြင်ကွင်းတွေကတော်တော်လေးမြင်ရမယ်အဲ့တော့ကျွန်တော်တို့စဉ်းစားမိတာကဒီအချိန်ဒီမှာမာကိုရဲ့မျိုးဆက်ကမျိုးဆက်ပေါ့လက်ရှိသမ္မတကသူနိုင်ငံရေးလက်စားချက်မှုတွေလုပ်တယ်နိုင်ငံရေးလက်စားချက်မှုတွေလုပ်တဲ့အခါမှာသူလဲသူ့ရဲ့အဖေနီးတူအမေရိကန်ကိုသူပြေးရမယ့်အနေအထားဖြစ်သွားပြီအချိန်တစ်ခုမှာဒီလက်ရှိတိုင်းသူပြည်သားတွေရဲ့စူပူမှုကိုသူကမထိန်နိုင်ဘူးဆိုရင်မထိန်နိုင်ဘူးဆိုရင်လက်ရှိဖိလစ်ပိုင်သမ္မတဖိုင်နယ်မာကိုကသူ့ရဲ့အဖေနီးတူသူ့ရဲ့အဖေနီးတူ သူအမေရိကန်ကိုပြေးရတော့မှာပြေးရမယ့်အနေအထားတွေဖြစ်လာပြီအဲ့တော့လက်ရှိဒါကကျွန်တော်တို့ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံအခြေအနေအဲ့တော့မြန်မာနိုင်ငံရဲ့ဒီနိုင်ငံရဲ့အခြေအနေကအဲ့ဒီကျွန်တော်တို့ဒီကျွန်တော်ရဲ့နိုင်ငံခေါင်းဆောင်ပေါ့ဗျနိုင်ငံခေါင်းဆောင်ကိုလည်းတို့ဒီလိုမျိုးတွေတို့ဖန်ဝင်ထုတ်တယ်ပေါ့ဗျစသဖြင့်အခြေအနေတွေဖြစ်လာတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့နိုင်ငံကျွန်တော်တနိုင်ငံတနိုင်ငံလုံးမှာတကဘာလုံးမှာရှိတဲ့မြန်မာနိုင်ငံသားတွေမြန်မာမြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံသားတွေရောပြီးတော့တစ်ဖက်မှာရှိတဲ့ကျွန်တော်တို့တတ်မလို့ချစ်တဲ့သူတွေနိုင်ငံတော်ချစ်တဲ့သူတွေ နိုင်ငံကိုချစ်တဲ့သူတွေသိရမှာကကိုဘရဲ့နိုင်ငံရေးချစ်နေတဲ့လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံချစ်နေတခုမှမတူဘူးနောက်ခံအကြောင်းတရားတွေလည်းမတူဘူးသူ့ရဲ့နိုင်ငံရေးဖြစ်စဉ်တွေလည်းမတူဘူးအဲ့တော့လက်ရှိကျွန်တော်နိုင်ငံခေါင်းဆောင်တွေအေးအေးဆေးဆေးပါပဲတနည်းအားဖြင့်ကျွန်တော်တို့အစားအသောက်မပြတ်ပါဘူးအစားအသောက်လုံးဝပြတ်စရာလည်းအကြောင်းမရှိပါဘူးတစ်ဖက်နဲ့တစ်ဖက်ကကျွန်တော်နိုင်ငံရေးရဲ့ဖြစ်တည်မှုတွေလုံးဝမတူပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်တို့ဒါကတော့ဖိလစ်ပိုင်နိုင်ငံသမားတွေရဲ့လက်စားချေမှုပါအဲ့တော့ဆက်ကြည့်ပါဆက်ကြည့်ပါ ဆက်ကြည့်ရမှာကကျွန်တော်တို့လက်ရှိဖိလစ်ပိုင်သမ္မတကလည်းသူ့ရဲ့အဖေနီးတူမာကိုနီးတူအမေရိကန်နိုင်ငံကိုအနည်းနဲ့အညာပြီးရတော့မဲ့အနေထားပါအဲ့တော့နောက်ပြီးတော့ကျွန်တော်တို့ဒီသမ္မတယူကပွဲတွေက2028ခုနှစ်မှာပြန်ပြီးတော့ကျွန်တော်ကျင်းပမယ်ကျင်းပတဲ့အခါမှာလက်ရှိဒူတာရဲ့သမီးကတော့ဒီသမ္မတဖြစ်ဖို့အလားလာရောရှိသွားပြီပေါ့ဗျာနိုင်ငံရေးထောက်ခံမှုတွေကဒါတော်တော်လေးတော်တော်လေးကျွန်တော်တို့အားကောင်းသွားပြီပေါ့လက်ရှိဒီဖိလစ်ပိုင်ရဲ့ကျွန်တော်တို့ဒီရှေ့နေအသင်းဖွဲ့တွေရောအရက်ဖက်အသင်းဖွဲ့တွေရောလည်းလက်ရှိကျွန်တော်တို့တောင်းဆိုမှုတွေလုပ်လာတယ်အဲ့ဒါကဒူတာဒေးကိုမြန်မာနိုင်ငံကိုပြန်ထွက်ပြေးဖို့ တောင်းဆိုနေတယ်အဲ့တော့ဒူလာဒေးရဲ့ဒူလာဒေးဘာဆက်ဖြစ်မလဲပေါ့တမရဟောင်းဒူလာဒေးဘာဆက်ဖြစ်မလဲစိတ်ဝင်စားဖို့ကောင်းတယ်တမရဟောင်းဒူလာဒေးဘာဆက်ဖြစ်မလဲပြီးတော့ကျွန်တော်လက်ရှိဖိလစ်ပိုင်ရဲ့တမရအာနာရှင်မာကုရဲ့တာဖိုင်နယ်မာကုသူ့ရဲ့အနာဂတ်သူအမေရိကန်ကိုသူ့အဖေနေတူထွက်ပြေးရမလားဆိုတာကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါတော့ကျွန်တော်တို့ဒါဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံအခြေအနေရဲ့ကျွန်တော်အစိပ်ပိုင်းအချို့ကိုဒီမြတ်ပိုင်ဝမ်ဒေတာကိုအိန္ဒိယလွှတ်တော်အမတ်က အိန္ဒိယနိုင်ငံရဲ့ပိုင်နယ်တွင်းကိုပြန်ပြီးတော့ထည့်ပေးဖို့သူကမလဆယ်ရနေ့ကမလဆယ်ရနေ့ကကျွန်တော်အိန္ဒိယအိန္ဒိယနိုင်ငံရဲ့ဒီအထက်လွှတ်တော်မှာသူကဆွေးနွေးခဲ့ပါတယ်ဆွေးနွေးပြီးတော့ဗျာသူအဆူရောက်ကိုတင်ပြတယ်ဗောဗျာအဆူရောက်တင်ပြတယ်ဗောအဲ့တော့သူကဒီကိုလိုနီကိုပြီးခဲ့တဲ့ကိုလိုနီနေမြေတွေရဲ့အခြေအနေကို သူကပြန်ပြီးတော့ဒီဟာကိုလိုနီကိုလိုနီရဲ့ ကိုလိုနီရဲ့အခြေအနေပေါ့ဗျာကိုလိုနီခေတ်ကဒီဟာကသူ့ပိုင်နယ်ထဲမှာရှိခဲ့တယ်ဟိုဟာကသူ့ပိုင်နယ်ထဲမှာရှိတယ်ဆိုတဲ့သဘောပေါ့ဗျာအဲ့တော့အခြေအနေကိုတင်ပြပေးပါမယ်အဲ့တော့ကဘောချိုင်ဝမ်းဆိုတာကကျွန်တော်တို့တမူးမင်းကင်ကလေးအဲ့ဒီရဲ့တကြောအဲ့တော့ကဘောချိုင်ဝမ်းလို့ခေါ်တယ်တင်ပြတဲ့ကိုစလေကမနီပူရပြည်နယ်ရဲ့ဒါအထက်လွတ်တော်အမတ်ကဒါဒါတင်ပြခဲ့တာပါတင်ပြခဲ့တာပါအဲ့တော့မင်းကင်တမူးကလေးအဲ့ဒီရဲ့ဒီကျွန်တော်တို့ဒီအိန္ဒိယနဲ့ဆက်နေတဲ့တွင်လေးပေါ့ဗျာအဲ့ဒါကိုသူကအိန္ဒိယနိုင်ငံရဲ့ပိုင်နယ်ထဲကိုပြန်ထည့်ပေးပါ အိန္ဒိယနိုင်ငံကတည်းကပိုင်နေတဲ့ကိုပြန်ရောက်ပြီဆိုရင်ဒီနေရာကိုဒါမနီပူရာပြည်နယ်ရဲ့နေမြေဖြစ်ထပ်ပြီးတော့နေမြေချက်ဖို့အတွက်သူကတင်ပြခဲ့ပါတယ်။သူကဒါအထက်လွှတ်တော်မှာသူတင်ပြဆွေးနွေးခဲ့တဲ့မွေးနှိုင်းကိုကျွန်တော်တင်ပြပါမယ်။မနီပူရာပြည်နယ်တဲကိုသူကနံပါတ်1ကတော့ဗျာဒီကဘောချိုင်ဝဲဒေတာကိုမနီပူရာပြည်နယ်တဲကိုသူပြန်ထည့်ပေးရမယ်။အဲဒီလိုမျိုးပြန်မထည့်ပေးနိုင်ခဲ့ရင်လဲနောက်တဲ့အခြေအနေနဲ့အချက်အချက်ကနှစ်ချက်ပါ။နောက်တဲ့အချက်တစ်ချက်က 1926ခုနှစ်ရန်တဘူစာချုပ်နဲ့1834ကဘောဂျိုင်ဝမ်သဘောတူစာချုပ်မှာပြဋ္ဌာန်းချက်အတိုင်းရော်ကြီးတွေကိုလည်းမြန်မာနိုင်ငံဘက်ကဆက်လက်ပြေးချေဖို့ဒါတောင်းဆိုပါတယ်ဒီကဘောဂျိုင်ဝမ်ဒေသကစတူရန်ကီလိုမီတာအနည်းနဲ့2230ရှိတဲ့ဒီကဘောဂျိုင်ဝမ်ဒေသဒေသကဒီမနီပူရာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒီအစိပ်ပိုင်းက14450ခုနှစ်ကဒီကဘောဂျိုင်ဝမ်လက်ရှိဒီမြန်မာနိုင်ငံပိုင်းနဲ့ကဘောဂျိုင်ဝမ်ဒေသက မနစ်ပူရာပြည်နယ်ရဲ့အုပ်ချုပ်မှုအောက်မှာတည်ရှိခဲ့ပါတယ်အဲ့တော့ဆူရတာက1940ကာလမှာလက်ရှိမင်းကင်းကလေးတမူးနဲ့မြို့နယ်တွေနဲ့ဆက်ဆက်တဲ့ကဘောချိုင်ဝမ်းဒေသကမနစ်ပူရာပြည်နယ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်လို့သူကဒါလွှတ်တော်မှာအထက်လွှတ်တော်မှာတင်ပြခဲ့တယ်ပြီးတော့ဒီအိန္ဒိယနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့နေရူက1953ခုနှစ်မလ3ရက်နေ့မှာ ဒီမြန်မာနိုင်ငံရဲ့ဝင်ကြိုးဖြစ်တဲ့ဦးနုနဲ့တွေ့ဆုံပြီးတော့ဒါဒီလက်ရှိဒီကပေါ်ချိုင်ဝဲဒေတာကိုမြန်မာနိုင်ငံကိုဒါသူကလက်ဆောင်ပြေလွှဲပြောင်းပေးခဲ့တယ်လို့သူကဖော်ပြတာတွေ့ရပါတယ်။ပြီးတော့ကျွန်တော်တမိုင်းဝင်သဘောတူညီချက်တွေကိုကိုးကားတဲ့အခါမှာသူက1834ခုနှစ်ကပေါ်ချိုင်ဝဲဥပဒေစာအဲကပေါ်ချိုင်ဝဲသဘောတူစာချုပ်အရာမဏိပူရဘေးရင်ခံဘေးရင်ခံထံကိုမြန်မာကတလောက်ကိုရူဘီနု အိန္ဒိယငွေပေါ့ဗျာရူပီငွေတစ်လောက်ကို900မြန်မာနိုင်ငံကပေးချေရတယ်လို့သူကဖော်ပြထားတယ်ပြီးတော့ကျွန်တော်တို့1949ခုနှစ်မနီပူရာပြည်နယ်အိန္ဒိယနိုင်ငံထဲကိုပေါင်းစည်းသွားပြီးရဲ့နောက်ပိုင်းမှာဒီရော်ကြီးတွေကိုမြန်မာနိုင်ငံကဒါပေးချေခြင်းမရှိတော့ပါဘူးတဲ့ဒါကြောင့်ဒါကြောင့်ဒါကြောင့်ဒီ1953ခုနှစ်ကနေစပြီးတော့မြန်မာနိုင်ငံကမြန်မာနိုင်ငံကကျွန်တော်တို့ဒါမနီပူရာပြည်နယ်ဘက်ကိုပေးနေရတဲ့ တလောက်ကိုရူပီးငွေ900ကိုမပေးတော့ဘူးဗျာမပေးတဲ့အတွက်အဲ့ဒါကိုပြန်တောင်းပေးဖို့သူကတောင်းဆိုတယ်ပေါ့ဗျာဒီမြတောင်းဆိုတယ်ပေါ့ပြီးတော့အဓိကဒါကိုကျွန်တော်ကသူတင်ပြတဲ့အခြေအနေကိုကျွန်တော်ကတင်ပြတာဗျာဆိုလိုတာကဒီကပေါ်ချိုင်ဝဲဒေတာဖြစ်တဲ့ကလေးတမှုမင်းကင်းအဲ့ဒီဒေတာကမနီပူရာနိုင်ငံရဲ့ဒါဒါကျွန်တော်တို့နေမည်နေနမိတ်ဖြစ်တယ်ဒါကြောင့်ဒီနေနမိတ်ကိုအိန္ဒိယအစိုးရကရအောင်ပြင်ယူပေးရအောင်ပြင်ယူပေးရအောင်ပြင်ပြင်ယူပြီးပြီးရင်ဒီနေမည်ကိုမနီပူရာပြည်နယ်ထဲမှာထည့်ပေး ဒါမှမဟုတ်နောက်တဲ့ခြံတစ်ခုကဒီမြန်မာကနေပြီးတော့ပြီးခဲ့တဲ့1834ကဘောချိုင်ဝမ်းသဘောတူညီချက်စာချုပ်အရာလက်ရှိဒီမြန်မာအစိုးရကဒါဒါကျွန်တော်မနီပူရာပြည်နယ်ကိုပြည်နယ်ဘက်ကိုဒါရူဘီငွေတစ်လောက်900ပေးပေါ့ဗျာမပေးလဲအိန္ဒိယအစိုးရ900ပေးသွင်းပေါ့ဗျာသူကဒီလိုမျိုးလှုပ်လာပါတယ်ဒါတွေမဲ့လားဆိုတော့မဟုတ်သေးပါဘူးကျွန်တော်တို့ကျွန်တော်တို့လက်ရှိဒီလက်ရှိက ဒီတမူးနဲ့အဲစကိုင်းတိုင်းနဲ့ချိတ်ဆက်နေတဲ့မြို့နယ်တွေမှာကစကိုင်းတိုင်းနဲ့ချိတ်ဆက်တဲ့ဒီတမူးတို့အဲတမူးတို့ကျွန်တော်တို့တမူးခရိုင်ကတမူးခရိုင်ကဒါအိန္ဒိယနဲ့လည်းတောက်လျှောက်နယ်နိမိတ်ဆက်ဆက်နေတယ်အဲ့ဒီရဲ့နယ်နိမိတ်တစ်ဖက်မှာကျွန်တော်တို့ဆက်ဆက်တာကမဏိပူရာပြည်နယ်ဆက်ဆက်တယ်တစ်ဖက်မှာလည်းကျွန်တော်ပြဿနာတစ်ခုထပ်တက်နေတယ်ထပ်ရှိနေတယ်အဲ့ဒါကချင်းပြည်နယ်ပါချင်းပြည်နယ်ကကျွန်တော်ဒီမီဇိုရန်ပြည်နယ်နဲ့ထိစပ်နေတယ်လက်ရှိလည်းကျွန်တော်မီဇိုရန်ရဲ့ဒီအထက်လွှတ်တော်အမတ်ကအထက်လွှတ်တော်အမတ်က ချင်းပြည်နယ်ကိုမီဇိုရန်ပြည်နယ်တဲကိုထည့်ပေးဖို့လက်ရှိလက်ရှိအသူသူလဲကျွန်တော်တို့ဒီအထက်လွှတ်တော်မှာဒါအစိုးရကိုကျွန်တော်တင်ပြဖို့ရှိတယ်ပေါ့ဗျာအဲ့လိုမျိုးကျွန်တော်တို့ဒါအိန္ဒိယမီဒီယာတွေမှာဖော်ပြနေတွေ့ရပါတယ်ချင်းပြည်နယ်ကတစ်ဖက်မှာကျွန်တော်တို့မီဇိုရန်ပြည်နယ်နဲ့ဆက်ဆက်နေတယ်ဒီကဘော်ဂျိုင်ဝမ်ဒေတာကတော့တစ်ဖက်မှာကျွန်တော်မနီပူပါပြည်နယ်ဆက်ဆက်နေတယ်အဲ့တော့ဒီမြန်မာနဲ့အိန္ဒိယဆက်ချိဆက်တဲ့ငယ်နမိတ်တွေမှာလက်ရှိလက်ရှိအိန္ဒိယရဲ့လွှတ်တော်အမတ်တွေကနေမြေတောင်းဆိုမှုတွေလှုပ်လာတယ်ဗျာ နေမြေတောင်းဆိုမှုတွေလောက်လာတယ်ပြီးသွားရင်လည်းတစ်ဖက်မှာကျွန်တော်တို့ဒါချင်းပြည်နယ်ထဲမှာရှိနေတဲ့ချင်းနယ်နဂိုင်အဖွဲ့တွေ AA တွေကိုလည်းဒါသူတို့ကတော်ဝဲတော်နီးနဲ့ဒိုင်းရိုင်းနီးနဲ့ထောက်ပံ့မှုတွေလောက်လာတယ်အဲ့တော့အိန္ဒိယအစိုးရရဲ့ရည်တည်ချက်ကဘာဖြစ်ချင်နေရလဲကိုကျွန်တော်မေးရတော့မယ်အနေထားပဲဗျအိန္ဒိယအစိုးရကမြန်မာနိုင်ငံပြည်ချင်းကိုသူကအထောက်အကူပြုချင်တာလားဒါမှမဟုတ်အာမြန်မာနိုင်ငံရဲ့ပိုင်တဲ့နေမြေတွေကိုသူတို့ကလိုချင်နေတာလားလိုချင်နေတာဒါမှမဟုတ် မြန်မာနိုင်ငံမှာမတည်မငြိမ်မှုဖြစ်အောင်အိန္ဒိယအစိုးရကနောက်ွယ်ရနေလှုပ်နေတာလားဒါတော့ကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။အဲ့တော့အိန္ဒိယအစိုးရရဲ့ယက်ဒီချက်ကတော့ကျွန်တော်တို့ဒါတော်တော်လေးပြန်မေးရမယ့်အနေအထားဖြစ်သွားပြီဗျ။တော်တော်လေးပြန်မေးရမယ့်အနေအထားဖြစ်သွားပြီ။အိန္ဒိယအစိုးရဘယ်ဘလို့ဘလို့ယက်ဒီချင်တာလဲလို့ကျွန်တော်မေးရမှာပါ။အဲ့တော့ဒီအချိန်တွေကအိန္ဒိယအစိုးရကခွင့်မပြုရင်ဒီလိုမျိုးဆွေးနွေးမှုတွေကဒါလွှတ်တော်တွေကိုကျွန်တော်တို့ရောက်ရှိလာစေအကြောင်းရှိပါဘူး။ဒီအချိန်တွေကိုလည်းအိန္ဒိယအစိုးရရဲ့ဒါသူရဲ့ဒီကျွန်တော်တို့ဒီထောက်လိုင်းအေဂျင်စီတွေအစိုးရရဲ့အေဂျင်စီတွေကမသိစရာအကြောင်းမရှိပါဘူး။ ဒါကကျွန်တော်တိတိယက်နဲ့လွတ်ထားတယ်လို့တော့ကျွန်တော်နားလည်ရပါတယ်ဒါကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီပိုင်နဲ့နေမြေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့မိတ်ဆွေတွေတိတိတိထိုက်တဲ့ဆိုတဲ့သတင်းတွေကိုကျွန်တော်တို့က